မင်္ဂလာပါဒီနေ့ကျွန်တော်ဆွေးနွေးကြမှာကတော့ဓမ္မတစ်ကျမ်းထေကကိုလိုသဲဩဝါဒစာအခန်းကြီး၁ပါဟုတ်ကဲ့ဒီအခန်းကတကယ်တော့ယေရှုခရစ်တော်ဘလောက်ကြီးမြတ်တယ်ဆိုတာရဲ့ဟုတ်တယ်ပြီးတော့ကိုရောကြောင့်ယုံကြည်သူတွေမှာဘလို့ပြည့်စုံလုံလောက်မှုရှိတယ်ဆိုတာကိုအဓိကပြောတာနော်ပြည့်တာပါပဲဒီဆွေးနွေးမှုအတွက်အချက်လက်တွေကတော့ The Wise Believers ကပြုစုထားတာကိုအခြေခံပါတယ်ကျွန်တော်တို့ဒီမှာအဓိကကြည့်ချင်တာကအခန်းကြီး၁ထဲကအရေးကြီးတဲ့အချက်တွေ ်ပုံတင်ချက်တွေပေါ့ဟုတ်ကဲ့လက်တွေ့ဘဝအတွက်ဘာတွေစင်ကျင်စရာရနိုင်မလဲဆိုတာကိုလည်းကြည့်ကြပါပါကောင်းပါပြီဒါဆိုစလိုက်ကြအောင်ကိုလိုတွေ့အခန်းကြီး1ရဲ့အထားအုံသူ့ရဲ့တိဆောက်ပုံကိုအရင်ကြည့်အောင်လားကောင်းပါတယ်အကြံဖင်းကြည့်ရင်အပိုင်း၄ပိုင်းတွေ့နိုင်တယ်လေပထမပိုင်းကနှုတ်ဆက်တာနဲ့ခြေစွတ်တော်ချီမွမ်းတာပေါ့အခန်းငယ်1ကနေရှေ့ထိဟုတ်တယ်ပြီးတော့အခန်းငယ်6ကနေ7ရက်ထိကရှင်ပေါလုရဲ့စူတောင်းချက်ဟုတ်ကဲ့ကိုလိုသဲယုံကြည်သူတွေအတွက်စူတောင်းပေးရအဲအဲ့ဒီနောက်မှာ အခန်းရဲ့အဓိကအပိုင်းအခန်းငယ်7:23ခရစ်တော်ရဲ့ကြီးမြတ်ခြင်းနဲ့ပြန်လည်တည်မြတ်ခြင်းအေးအဲ့ဒါကအဓိကအနေသာရပဲနော်ဟုတ်ပါတယ်နောက်ဆုံးအပိုင်း24ကနေ29ကတော့ရှင်ပေါလုသူ့ရဲ့အမှုတော်ဆောင်ရင်အကြောင်းပြောတာอืมဒီလိုအစည်းအဝေးတစ်ချက်ဖွဲ့စည်းထားတာကစိတ်ဝင်စားဖို့ကောင်းနေအရင်ဆုံးယုံကြည်သူတွေရဲ့အခြေအနေကိုအတိအမှတ်ပြုတယ်ပြီးတော့ကတော့ဆူတောင်းပေးတယ်ဟုတ်အဲ့ဒီနောက်မှာမှအရာအလုံးရဲ့အရှင်ဖြစ်တဲ့ ခရစ်တော်အကြောင်းဟုအလေးပေးဖော်ပြထားတာမှန်ပါတယ်ဒါကအဓိကအချက်ဖြစ်တဲ့ခရစ်တော်ကိုပို့ပြီးတော့အလင်းပေးတဲ့သူလိုပဲနော်ဟုတ်တယ်ဟုတ်တယ်ကဲပထမပိုင်းအခန်းငယ်7ကနေ8ကိုအရင်ကြည့်အောင်ရှင်ပေါလုကသူတို့ရဲ့ယုံကြည်ခြင်းချစ်ခြင်းမျှော်လင့်ခြင်းတွေအတွေ့ကျေးဇူးတော်ချီးမွမ်းတဲ့ဟုတ်ကဲ့သူဒါတွေကို if rapsia နေကြားသိရတယ်လို့ဆိုရလေဟုတ်တယ်သူကပြောတယ်ဒီຢာတွေကသူတို့ကြားခဲ့ရတဲ့ evangelii တရားရဲ့အတိအဖွင့်တွေပါတဲ့အဲ့ဒါတကယ်အရေးကြီးတဲ့အချက်ပဲ ယုံကြည်ခြင်းချစ်ခြင်းဖြောင်းလင်းခြင်းဆိုတာခရိယအသက်တာရဲ့အခြေခံကြောက်တံကြီးလိုပဲလေဟုတ်ပါတယ်အေဗန်ဂေလိတရားကအသက်တာတဲ့ရောက်လာရင်ဒီလိုကောင်းတဲ့အကျိုးဆက်တွေအတိအပွင့်တွေပေါ်လာတယ်ဆိုတာကိုပြနေရဆိုတော့ဒါကတရင်စကားတသက်မဟုတ်ဘူးပါမဟုတ်ဘူးမဟုတ်ဘူးအသက်တာကိုတကယ်ပြောင်းလဲစေတဲ့တန်ခိုးပဲရှင်ပေါလို့ဒီတရင်ကြားရလို့ဘလော့ဝမ်းတာနေလဲဆိုတာစာထဲမှာပေါ်လွင်နေလဲကောမေဒုတိယအပိုင်းကိုဆက်သွေးအောင်အခန်းငယ်6ကနေဆက်လေရှင်ပေါလို့ရဲ့စူတောင်းချက် သူကသူတို့မယက်မနာဆူတောင်းပေးတယ်ဆိုပြီးဟုတ်ကဲ့သူဘာတွေဆူတောင်းမေးလဲဆိုတော့လေအဓိကတော့ဖခင်ရဲ့အလိုတော်ကိုပြည့်ပြည့်ဝဝတည်နာလဲပို့อืมတည်ုံတင်မကောင်းတော့ဟုတ်တယ်အဲ့ဒီအတိုင်းဖခင်စိတ်တော်နဲ့တွေ့အောင်အသက်ရှင်လောက်လမ်းနိုင်ပို့ကောင်းတဲ့အကျင့်အသီးတွေတီးပွင့်ပို့ဟုတ်ပါတယ်ပြီးတော့ခန္ဓာရင်ရှိဖို့ဖခင်ပေးတဲ့ခွန်အားနဲ့တန်ဖိုးကြီးကိုလည်းဆူတောင်းပေးထားတယ် အထူးသဖြင့်လေကျွန်တော်တတိထားမိတာအခန်းငယ်73မောင်မိုက်ရဲ့အာနာစကနီကဲနိုပီချစ်တော်မူတဲ့တောင်းတော်ရဲ့နိုင်ငံတော်တဲကိုပြောင်းရွှေ့ပြေးခဲ့ပြီဒါတော်တော်လေးအားရှိစရာစကားပဲနော်အဲ့ဒီချက်ကအင်မတန်အရေးကြီးပါတယ်ဟုတ်တယ်ဒီဆူတောင်းချစ်တွေကအစင်းစင်းတက်သွားတာတတိထားမိလားဟုတ်ဟုတ်ဖခင်အလိုတော်ကိုတိဖို့အရင်ဆူတောင်းတယ်ပြီးတော့အဲ့ဒီအတိုင်းအသက်ရှင်ဖို့ဟုတ်ကဲ့ အဲ့လိုအသက်ရှင်တဲ့အခါကျုံရမယ်အခက်ခဲတွေကိုခံနိုင်ရရှိဖို့တီးခံနိုင်ဖို့ဖះရဲ့တံပိုးခွန်အားတောင်းခံတာဆိုတော့အသိပညာကနေလက်တွေအဆက်တာပြီးတော့အဲ့ဒီအသက်တာမှာလိုအပ်တဲ့ခွန်အားအထိစုတောင်းပေးသွားတာဟုတ်ပါပြီခုနပြောတဲ့အခန်းငယ်73ကမောင်မိုက်မတားတော်ဤနိုင်ငံတော်တို့ပြောင်းရွှေ့ခြင်းဆိုတာလေဒါကအချင်းလေးပြောင်းသွားတာဖြစ်ဘူးဟုတ်အုတ်ဆိုးရှေ့ပြောင်းသွားတာပိုင်းဆိုင်မှုပြောင်းသွားတာအစ်စ်အတန်းကိုပြောင်းလဲလိုက်တာဟုတ်ကဲ့ အရင်ကအဖြစ်နဲ့စိတ်တင်ရဲ့အောက်မှာအခုဖရားရဲ့နိုင်ငံတော်ဖရားရဲ့ကောက်ွယ်ဆောင်ရှုံမှုအောက်ကိုရောက်သွားပြီဒါယုံကြည်သူရဲ့တရားဝင်အစဉ်အတန်အသက်ပဲဒီအသည့်ကလက်ရှိအသက်တာအတွက်ရောနောင်အတွက်ပါ ခွင့်အားဖြစ်စေတယ်လေတကယ်ပဲနော်ကဲအခုအရေးကြီးဆုံးအပိုင်းကိုရောက်လာပြီအခန်းငယ်15ကနေ23ဒီအခန်းရဲ့အသေးနှလုံးလို့ပြောရတယ်ခရစ်တော်ရဲ့ကြီးမြတ်ခြင်းဟုတ်ကဲ supremacy of christ ပါဒီမှာသုံးထားရင်စကားလုံးကြီးကတကယ်အမှန်ကမ်းပဲ မမြင်နိုင်သောဖျားသခင်ဤပုံတရံတော်ဟုတ်ဖန်ဆင်းချင်းရှိသည်များတွင်တားအောင်အရာခသိန်းကိုဖန်ဆင်းတော်အရှင်음ဒီအသုံးလုံးတွေကအထိပယ်တိတ်နဲ့နေတယ်ဖျားသခင်ရဲ့ပုံတရံတော်စရာကကိုလိုဟာဖျားရဲ့တဘာဝဘုံအတိရေကိုအပေးဝထင်ရှားပြရတဲ့တပါးဒီသောပုံကူဖြစ်တယ်ဆိုတဲ့သဘောဟုတ်ကဲ့တားဥစရာကဖန်ဆင်းခံနဲ့မှအငင်းဆုံးမွေးတာလို့ပြောတာမဟုတ်ဘူးနော်ဟုတ်ဘလို့ဒီပဲလေဒါကအစင်တန်းနဲ့အခွင့်အနာကိုပြောတာ ဖန်ဆင်းခြင်းအလုံးအပေါ်မှာအမြင့်ဆုံးသောအရှင်အမွေဆက်ခံသူအချို့ချအာနာပိုင်ဆိုတဲ့အဓိပ္ပာယ်ဖန်ဆင်းခြင်းရဲ့အရှင်သခင်ပေါ့အာရှင်းသွားပြီပြီးတော့အခန်းငယ်16 19မှာဆိုထားတာကကောင်းငင်ပေါ်မြေကြီးပေါ်မြင်းရတာမငင်းရတာအာနာဆက်တီအကုန်လုံးဟုတ်ကဲ့အားလုံးကကိုရောအားဖြင့်ဖန်ဆင်းခံရတယ်ကိုရောထွက်ဖန်ဆင်းခံရတယ်ပြီးတော့ကိုရောအားဖြင့်မဲ့အားလုံးတည်မြဲနေတယ်အဲ့ဒါတကယ်အရေးကြီးတဲ့အချက်ပဲ ရာအားလုံးကကိုတော်အတွက်ဖန်ဆင်းခံရပြီးကိုတော်အားဖြင့်တည်မြဲနေတယ်ဆိုတာဟုတ်ဆိုလိုတာကစัจ java လာတစ်ခုလုံးရဲ့ရည်ရွယ်ချက်ကခရစ်တော်ပဲသူ့ရဲ့တည်ရှိမှုကခရစ်တော်ကိုဗဟိုးဖြိုးတယ်ကိုတော်မရှိရင်ဘာမှအတဲပဲရှိရှိဆက်ပြီးတည်ရှိနေနိုင်မှာမဟုတ်ဘူးဒါကဖန်ဆင်းခြင်းမှာကိုတော်ဘလောက်အဓိကကြလဲဆိုတာပြတာကိုတော်ဒီအတင်းတော်တည်ဟူသောကိုခန္ဓာဤဥခေါင်းချစ်တော်မူ၏ဟုတ်ပါတယ်ပြီးတော့ တေတော်သူတို့ထဲမှာထားမြောက်တော်သူတို့တွင်တာဝူးဖြစ်တော်မူ၏ဒါကြတော့ကေတင်ချင်းနဲ့ဆိုင်းသွားပြီနော်ဟုတ်ကဲ့ဖန်ဆင်းချင်းအပြင်ကေတင်ချင်းစီမံကိန်းတက်မှာလဲကိုရောကအထူးကပဲအတင်းတော်ရဲ့ဦးကောင်းဆိုတာကအတင်းတော်ရဲ့အသက်သူ့ရဲ့အခွင့်အနာသူ့ရဲ့လမ်းညွှန်မွားလုံးကကိုရောစီကပဲလာတယ်ကိုရောကအေးမြင့် ဟုတ်ကဲ့တည်ခြင်းမှာထမြောက်တော်သူတို့တွင်တာဥဆိုတာကတည်ခြင်းကိုအောင်ကြီးထမြောက်ခြင်းမှာပထမဆုံးပုဂ္ဂိုလ်ဒါကြောင့်ထမြောက်ခြင်းနဲ့ထာဝရတတ်အတွက်ကိုရောကအာမဖန်ကျစ်တဲ့အတ္တတော်ဖန်ဆင်းခြင်းရဲ့အစပေါ့ဆိုတော့အချုပ်ကတော့အရာရာမှာ ကိုရောက ပထမအမိမျက်ဆုံးအဓိကပဲအဲ့ဒီအတိုင်းပဲအရာခတိ၌အတလွန်ဆုံးဖြစ်စေခြင်းကပေါ့အဲ့ဒါကအင်မတန်ကြီးမြတ်တဲ့ခရစ်တော်ကပဲ လူသားတွေကိုဖျားတခင်နဲ့ပြန်လဲပြည့်မြတ်စေတယ်ဆိုတဲ့အချက်ကိုအခန်းငယ်20နဲ့23မှာဆက်ရှင်းပြတယ်။လောကတန်ပေါ်ကအသွေးတော်အချင်းငြိမ်သက်ခြင်းကိုလှုပ်ဆောင်ခဲ့တယ်ပေါ့။အဲ့ဒါကအင်မတန်အရေးကြီးတဲ့တော့ချက်ပဲ။ပြန်လဲပြည့်မြတ်စေခြင်း reconciliation ပေါ့နော်။ဟုတ်။အပိတရားကြောင့်ဖျားနဲ့ရံပတ်ဖြစ်နေတဲ့ကင်းကွာနေတဲ့လူသားတွေကကိုယ့်ဘာသာကိုဖျားစီပြန်လွှားလို့မရတော့ဘူး။ဟုတ်ကဲ့။ခရစ်တော်ကကြားဝင်ပြီးသူ့အသက်ကိုပေးဆက်တယ်။ လဝကတိုင်မှာအတိခံအသွေးသုံးတယ်အဲ့ဒီအဖြစ်ဖះနဲ့လူကြားထဲကရံဘတ်ဖြစ်စေတဲ့အတားအဆီးကိုဖေရှားပြီးငင်းချမ်းရင်းကိုဖန်တီးပေးလိုက်တာဆိုတော့ဆိုတော့အရင်ကဖះနဲ့ဝေးခဲ့တဲ့သူတွေရံသူဖြစ်ခဲ့တဲ့သူတွေတောင် အခုခရစ်တော်ကြောင့်တန်ရှင်းတဲ့အဖြစ်တင်ခွင့်ကင်းတယ်ဆွဆွဲရမရှိဘူးပဲဖះရှင်မှာရပ်နိုင်ပြီး အော်စရပဲနော်ဒါအားလုံးရဲ့အခြေခံကလောဝကတိုင်ပေါ်ကခရစ်တော်ရဲ့အသွေးတော်ပဲဟုတ်ပါတယ်အဲ့ဒီရပ်ပူတော်ခြင်းကြောင့်ပဲကဲနောက်ဆုံးအဖိုင်လေးကိုတော်ရအောင်အခန်းငယ်24ကနေ20ပို့ရှင်ပေါလုကအသင်းတော်အတွက်သူခံရတဲ့ဒုက္ခတွေကိုဝမ်းမြောက်တယ်လို့ဆိုတယ်အဲ့ဒါလေးနည်းနည်းရှင်းပြပေးပါလားဆေးရဒုက္ခကိုဘယ်လိုလုပ်ဝမ်းမြောက်နိုင်ပါလဲ ဟုတ်အဲအဲ့ဒါနည်းနည်းထူးစားနေလို့ထင်ရနိုင်တယ်နော်ဒါပေမဲ့ရှင်ပေါလုက သူ့ရဲ့စင်ရဒုက္ခဟာအလကားဖြစ်မသွားဘူးလို့မြင်တယ်ဒါကခရစ်တော်ရဲ့အမှုတော်အသင်းတော်တိဆောက်ရေးအတွက်သူပါဝင်ခြင်းရဲ့အစိမ့်ပတ်တစ်ခုလို့ခံယူထားတာอืม ခရစ်တော်ရဲ့ရွေးနှုတ်ခြင်းအမှုကတော့လက်ဝါးကတိုင်မှာပြည့်စုံသွားပြီ။ဒါပေမဲ့အဲ့ဒီကယ်တင်ခြင်းတည်င်းကိုလူတွေစီတည်ဆောင်တဲ့အမှုမှာကြုံရတဲ့ဆင်းရဲဒုက္ခတွေကိုသူကခရစ်တော်ရဲ့ဒုက္ခဝေဒနာရဲ့အကျဉ်းအကျံကိုသူ့ကမှဖြည့်ဆွတ်တယ်ဆိုပြီးတင်စားပြီးပြောလာပါ။သူဒုက္ခကအသင်းတော်အတွက်အကျိုးရှိတယ်လို့သူယုံကြည်လို့ဝမ်းမြောက်တာ။အော်ဟုတ်ကဲ့။ပြီးတော့သူကနည်းနည်းတဲ့အရာတစ်ခုကိုကြားပြောဖို့တာဝန်ရထားတယ်လို့ဆိုတယ်။ရှေးတုန်းကခွထားခဲ့တဲ့အရာပေါ့။ဟုတ်ပါတယ်။အဲ့ဒီနည်းနည်းတဲ့အရာ mystery ပေါ့ဒါကဓမ္မောင်းခစ်မှာအပြည့်အဝမပေါ်တဲ့အခုဓမ္မဖြစ်ကြမှာဖွင့်ပြလာတဲ့ဖရာရဲ့အံ့ဖွယ်အစီအစဉ်ကြီးအဲ့ဒါကဘာများလဲအဲ့ရကတော့အခန်းငယ်နုဆက်ခွန်မှာရှင်းရှင်းလေးပြောထားတယ်ခရစ်တော်သည်သင်တို့အထင်း၌ကိန်းဝတ်တော်မူခြင်းအာဟုတ်ကဲ့ဒါကအရင်ကလူတွေအပြည့်အဝမမျော်လင့်ထားတဲ့အရာဖရာသခင်ကိုရော်တိုင်းခရစ်တော်အဖင်ယုံကြည်သူတွေရဲ့အထင်းမှာလာပြီးစံမြန်းမယ်ကိန်းဝတ်မယ်ဆိုတာပဲ ဂျူးလူမျိုးမှမဟုတ်ဘူးလူမျိုးချင်းယုံကြည်သူတွေအပါအဝင်အားလုံးရဲ့အထဲမှာအဲ့ဒီခရစ်တော်အထဲမှာကိန်းဝတ်ခြင်းကပဲဖုံးတံကိုနဲ့ဆိုင်တော်မျောလင်းခြင်းဖြစ်တယ်လို့ဆိုထားတယ်။ဘာကြောင့်ဒါကမျောလင်းစရာဖြစ်တာလဲ။ကောင်းတယ်မင်းဟုံးမ။ဘာဖြစ်လို့လဲဆိုတော့ကို့အထဲမှာကိန်းဝတ်နေတဲ့ခရစ်တော်ကိုရိုတိုင်ကအနာဂတ်မှာယုံကြည်သူတွေအပြည့်အဝဝင်စားရမယ်ဘုန်းအတရေရဲ့အာမခံချက်ဖြစ်နေလို့ပဲ။ဟုတ်ကဲ့ ကိုယ်ထဲမှာခရစ်တော်ရှိနေပြီဆိုတာကနောင်မှာရမယ့်ဖုံးအတည်ရဲ့အစပထမအပိုင်းစားလေးကိုကိုယ်ထဲမှာကြိုတင်ရရှိထားလို့လို့ပဲ four taste လို့ပြောလို့ရမယ်။ဒါကြောင့်အထက်ကခရစ်တော်ကအနာကဖုံးဝင်စားဖို့အတွက်ခိုင်မာတဲ့အသက်ရှင်နဲ့မျောလင့်ချက်ဖြစ်နေတာ။ Oh ဒါကြောင့်ရှင်ပေါလုကလူတိုင်းကိုခရစ်တော်၌စုံလင်သူတစ်စေဖို့ဒီလောက်အားထုတ်နေတာကို ဟုတ်ပါရဲ့။ အဲ့ဒီမျောလင့်ချက်အဲ့ဒီအတ္တတရားကသူ့ကိုတွန်းအားပေးနေတာကဲဒါဆိုရင်ကောလောတဲအခန်းကြီး1တခုလုံးကနေရနိုင်တဲ့အဓိကတွန်းတင်ချက်တွေကိုပြန်ပြီးစုကင်ကြည့်အောင်ပထမဆုံးနဲ့အရေးကြီးဆုံးကတော့ခရစ်တော်ရဲ့ကြီးမြတ်ခြင်းဟုတ်တယ်အနိုင်မဲ့ကြီးမြတ်ခြင်းဖန်ဆင်းခြင်းအတင်တော်ကဲတင်ခြင်းအရာရာမှာကိုယ်တော်ကဗဟုချက်အသာလွန်ဆုံးပဲဟုတ်ကဲ့ဒုတိယကပြန်လည်တင့်မြတ်ခြင်းဟုတ်ပြီခရစ်တော်ရဲ့အသွေးတော်ကြောင့် ဖះနဲ့ညင်းချမ်းရေးပြန်ရတာတတရကကန်တော့ချင်းနဲ့အဆင်အတန်သက်မှတ်ပါတယ်မောင်မိုက်ကနေတားတော်ရဲ့နိုင်နိုင်တော်တွေဖြောင်းရွှေခံရပြီးအဖြစ်လူချင်းခံရတာနောက်ဆုံးအခုကတော့အဲ့ဒီအတွင်မှာကင်းဝက်ကျခရစ်တော်ဟာဘုံဝတ်တွေအထက်မျောလင်းချက်ဖြစ်တယ်ဆိုတော့ပဲဟုတ်ပါတယ်ဒီချက်တွေကအဓိကပေါ်လွင်နေတာတွေ့ရတယ်ဒီအချက်တရားလုံးကလည်းတစ်ခုနဲ့တစ်ခုဆက်ဆက်နေတယ်နော်ခရစ်တော်ကြီးမြတ်လို့သာပြန်လဲတင်မြတ်ခြင်းကဲနှုတ်ခြင်းဒီဖြစ်နေတာဟုတ်တော့ဗောခရစ်တော်ကြီးမြတ်ပြီး အထင်းမှာကင်းဝက်လွတ်တာဘုံတံဖော်ချက်မျောလင်းချက်ကအတိပ္ပယ်ရှိလာတာဆိုတော့အဓိကသတင်းစကားကတော့ခရစ်တော်နိုင်အာခတ်တိန်လုံလောက်ပြီးဆုံးပြီဆိုတာပဲတခြားဘာမှထပ်ပြီးစရာမလိုတော့ဘောအဲ့ဒီသဘောပဲကောင်းပြီဒီလိုခရစ်တော်နိုင်ကြီးစုံတယ်ဆိုတာကိုသိပြီးအခုလက်တွေ့ကျင့်သုံးနိုင်မဲ့အချက်တွေကိုစက်ပြီးကြည့်အောင်ပထမအချက်ကခရစ်တော်တပါးသီးတာအလုံးစုံလုံလောက်တယ်လို့အတိအမှပြောဖို့ဟုတ်ကဲ့ဆိုလိုတာကလောကရဲ့ပြညာတွေအတွေးအခေါ်တွေ ဘာသာရေးထုံးတမ်းတွေဒါမှမဟုတ်ကိုယ့်ရဲ့စ조사အားထုတ်မှုတွေကကက်တင်ကြီးနဲ့ဝင်းကျင်ရေးရာပြည့်စုံမှုအတွက်မလုံလောက်ဘူးခရစ်တော်တပါးတဲ့ကိုပဲအားကိုရမယ်ဆိုတဲ့သဘောလားဟုတ်ပါတယ်အထူးသဖြင့်ကောလောသဲအသင်းတော်မှာအဲ့ဒီပြဿနာရှိခဲ့တယ်လေခရစ်တော်အပြင်တခြားဝိညာဉ်ရေးရာအသိပညာရှိုးဝဲချက်တွေနတ်တမန်ကိုယ်ဝယ်တော်ပြည့်ညက်တရားကြင့်ကြံတာတွေလိုသေးတယ်ဆိုတဲ့တွင်တင်မှုတွေဝင်လာတာဟွန်းရှင်မောလုကဒါကိုပြည့်ပြည့်တသားချေပေးတယ်အခန်းကြီး1အခန်းငယ်9နဲ့10မှာ ခရစ်တော်၌ဖျားသခင်၏ပြည့်စုံခြင်းအလုံးစုံသည်ကိန်းဝတ်တော်မူ၏။တင်းတို့သည်လည်းကိုတော်၌ပြည့်စုံလျက်ရှိကြ၏လို့ပြောခဲ့တယ်။လက်တွေ့မှာဒါကဘာကိုဆိုလို့လဲ။ဟုတ်ကိုရဲ့ကယ်တင်ခြင်းဖျားရှိမှလက်ခံခံရခြင်းကကိုဘလောက်ကောင်းအောင်ကျင့်လို့ဘယ်စည်းကမ်းနဲ့လိုက်နာလို့ဘလို့ဝိညာဉ်ရေးအတွေ့အကြုံတွေရှိလို့မဟုတ်ဘူးခရစ်တော်ရဲ့အမှုတော်တစ်ခုတည်းကြောင့်ပဲဆိုတာကိုလုံးလုံးယုံကြည်လက်ခံအားကိုးဖို့ပဲကိုကျူးစားမှုအစားခရစ်တော်ရဲ့ပြည့်စုံမှုကိုအားကိုးဖို့ပေါ့ဟုတ်ပါပြီ ဒုတိယလက်တွေ့အချက်တာဖျားသခင်ရဲ့အလိုတော်ကိုသိပြီးအဲ့ဒီအတိုင်းရှောက်လှမ်းဖို့ဒါကရှင်ပေါလုစူတောင်းပေးခဲ့တဲ့အချက်နဲ့တိုက်ရိုက်ဆိုင်တယ်နော်အခန်းငယ်90ဟုတ်ကဲ့တည်ယုံနဲ့မပြီးဘူးထိုက်တန်စွာကြင်ကြံဖို့စိတ်တော်နဲ့တွေ့ဖို့အတီးတီးဖို့လိုလေလက်တွေ့မှာဒါကိုဘယ်လိုလုပ်ရမလဲဖျားလိုတော်ကိုတီးဖို့အဓိကကတော့စံစာလေးလာဆင်ကျင်တာနဲ့ဝိညာဉ်တော်ရဲ့လမ်းပြမှုခံယူတာပေါ့လေဒါပေမဲ့တည်ယုံနဲ့မပြီးဘူးဟုတ် အဲ့ဒီထိထားတဲ့အတိုင်းနေစဉ်ဘွားရေဆုံးဖြတ်ချက်တည်းမှာလှုပ်ဆောင်မှုတွေမှာလက်တွေ့နာခံဖို့လိုတယ်။ဥပမာအလုံးမှာဘလို့ယူသားမလဲမိသားစုထဲမှာဘလို့ထိချိမေတ္တာပြမလဲဆက်ဆံရေးတွေမှာဘလို့တုံ့ပြန်မလဲဒါတွေအလုံးကဖះလို့တော်နဲ့ဆိုင်နေတာဟုတ်ကဲ့ပြီးတော့ခက်ခဲတဲ့အချိန်တွေကြုံလာရင်လည်းကိုယ်ခွန်ရနဲ့မဟုတ်ပဲဖះပေးတဲ့ခံနိုင်ရင်စိတ်ရှိခြင်းတွေကိုတောက်ခံပြီးအားကိုးဖို့လိုတယ်ဆိုတာရှင်ပါလူပဲဆူတောင်းချက်ကတတိပေးနေတယ်ဟုတ်ပါပြီတတိယအချက်ကမျောလင်းခြင်းနဲ့အသက်ရှင်ဖို့ကိုယ်ထဲမှာ ဟုံးတန်ကိုနဲ့ဆိုင်သော မျော်လင့်စရာထစ်တဲ့ခရစ်တော်ရှိနေပြီအခန်းငယ်၂၀ချက်ဒီအတိကလက်ရှိအခက်အခဲတွေကိုရင်ဆိုင်ရမှာဘလို့အထောက်အကူပြုနိုင်မလဲဒါကကျမတို့ရဲ့အမြင်ကိုဖြောင်းလဲစေယုံကြည်သူရဲ့အဆုံးစုံသောမျော်လင့်ချက်ကဒီလောကမှာအောင်မြင်ဖို့ခြောက်လှက်ဖို့မဟုတ်ဘူးလေဟုတ်ခရစ်တော်နဲ့အတူထာဝရဘုံအတေးတဲ့ဝင်စားဖို့ထစ်တယ် ဒီကြီးမြတ်ကအနာကမျောလင်းချက်ကိုအာယုံဆိုင်လိုက်ရင် လက်ရှိကြုံနေရတဲ့ဒုက္ခတွေစိတ်ပျက်စရာတွေဆုံးရှုံးမှုတွေကယာယီပဲအဆုံးသတ်မဟုတ်ဘူးဆိုတာမြင်လာရောဟုတ်ကဲ့ကိုအထင်းမှာအောင်ဝဲခံပြီးသားအရှင် ဖုံးတန့်ခိုးရမျောလင်းချက်ဖြစ်တဲ့ခရစ်တော်ရှိနေလေဆိုရအတိကဘလို့အခြေအနေမှာမဆိုတည်ငြိမ်မှုရဲရင်မှုနဲ့ဇွဲလုံလောက်ကိုပေးနိုင်နေလောကဒုက္ခတွေကြုံတဲ့အခါကောင်းငင်အမွေကိုပြန်အာယုံဖြုတ်ဖို့ပေါ့ကောင်းလိုက်တာနောက်ဆုံးလက်တွေ့ချက်က ဧဝံဂေလိတရားဖြန့်ဝေရမှာပါဝင်ဖို့ရှင်ပေါလို့ကဧဝံဂေလိတရားဟာကောလောသဲမှာတီးတီးသလိုပဲလောကီနိုင်ငံရဲ့ရက်ရက်မှာလည်းအတီးတီးနေတဲ့အခန်းငယ်6လို့ပြောခဲ့တယ်ဆိုတော့ဒီတရင်ကောင်းကိုကိုယ်တိုင်ခန်းစားရသူတယောက်အနေနဲ့ဘာလုပ်သင့်လဲကောင်းတဲ့တရင်ကြားရဲ့အထူးသဖြင့်ကိုယ်တိုင်အကျိုးခံစားရတဲ့တရင်ဆိုရင်သူများကိုပြန်ပြောပြချင်တဲ့ဘဝပဲမဟုတ်လားဟုတ်တာပေါ့ကိုယ်တိုင်ခွတ်တော်အားဖြင့်ရလိုက်တဲ့ကေတင်ချင်း ပြန်လဲတင်းမြတ်ခြင်းမျိုးလင့်ခြင်းတွေကတံပိုးဖြတ်လို့မရတဲ့လက်ဆောင်တွေပဲဒါကိုကို့မှာပဲတင်ထားဖို့မဟုတ်ဘူးဟုတ်ကဲ့ဒီသတင်းကောင်းကလူတိုင်းအတွက်ဖြစ်တဲ့အတွက်ကိုနဲ့နီးစပ်ရမှာဒီသတင်းမကြောက်ဘူးသေးတဲ့သူတွေကိုဝင်မြဖို့အနီးလန်းရှာတာဒါမှမဟုတ်ကဘာအနန့်ဒီသတင်းကောင်းဟုတ်ပြုတ်နေတဲ့အမှုတော်ဆောင်တွေကိုဆူတောင်းပေးတာပေကန်းထောက်ကန်တာဓာရီကကိုရထားတဲ့ကျေးဇူးတော်ကိုတုံးပြန်တဲ့နီးလန်းဖြစ်တယ်လို့ယုံကြည်သူတိုင်းရဲ့အခွင့်အရေးနဲ့တောင်းဝန်လည်းဖြစ်တယ်လို့ကျွန်မမြင်တယ်ဟုတ်ကဲ့တကယ်ပဲဒီနေ့ ကျွန်တော်တို့ခေါ်လို့တဲ့အခန်းကြီး7ကိုအတူတူကဆွေးနွေးခဲ့ကြတာကြုံရပါတယ်။အဓိကချုပ်ပြန်ပြောရရင်တော့ခရစ်တော်ဟာယခသိန်းရဲ့အရှင်ယခသိန်းထက်ကြီးမြတ်တယ်။ယုံကြည်သူတွေအတွက်လိုအပ်သမျှအလုံးစုံကိုပြည့်စုံစေတဲ့သူဖြစ်တယ်။ဟုတ်ကဲ့။ကိုတော်ဟာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအသက်တာအသိန်းတော်နောက်ဆုံးစัจ java လာတစ်ခုလုံးရဲ့ဘ ਹੁ ချက်ဖြစ်တယ်ဆိုတာပါပဲ။ ဒီဆွေးနွေးမှုအပြီးမှာလဲကျမတို့ဆက်ပြီးစဉ်းစားဖို့အချက်လေးတစ်ခုထားခဲ့ခြင်း ਨੇ ဟုတ်ကဲ့အဲ့လာကတော့ခရစ်တော် night အလုံးစုံပြည့်စုံပြီးဆိုတဲ့အမှန်တရားကိုကျမတို့တကယ်ယုံကြည်လက်ခံတယ်ဆိုရင်ပေါ့လေအဲ့ဒီအတိအကကျမတို့ရဲ့နေစဉ်ဦးစားပေးမှုတွေစိုးရင်ပူပန်မှုတွေအချိန်သုံးဆွဲပုံတွေကိုကိုကိုတန်ဖိုးထားပုံတွေကိုဘလောက်အထိပြန်ပြီးပုံတွင်ပြောင်းလဲတင်တယ်လေဟုတ်စဉ်းစားစီရပဲဟုတ်ကဲ့ ကိုယ့်ရဲ့ကြိုးစားမှုကိုအောင်မြင်မှုဒါမှမဟုတ်လောကရဲ့အတိအမပြုမှုတွေအစားခရစ်တော်ရဲ့ပြည့်စုံလုံလောက်မှုကိုဘယ်နေရာတွေမှာပို့ပြီးလက်တွေ့ချကျအားကိုအသက်ရှင်ဖို့တင်ယူဖို့လိုအပ်နေဦးမလဲဒါကိုကိုယ့်ဘာသာကိုဆက်ပြီးမိခွန်းထုတ်ဆင်ခြင်းကြီးကြဖို့တိုက်တွန်းချင်ပါတယ်။ကောင်းလေတဲ့ချက်ပါပဲ။နားဆင်ပေးခဲ့ကြတဲ့ယေရှုတည်ပါတယ်။နောက်ထပ်လိလဆွေးနွေးမှုတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်။